ဒီပိဋကဇာမုပဲအောင်မြင်ပြီဆိုလို့ရှင်ရင်လည်းပဲအကျိုးခံစားခွင့်အနေနဲ့ပိဋကတပုံအာဂုံရောရေးပြောပြီးသွားပြီဆိုလို့ရှင်ရင်လာစဉ်ဆွမ်းဆန်းတော်လာစာရပါတယ်နောက်ပြီးတော့မိယထာဒေမောအထက်တန်းခရီးသွားလာခွင့်လက်မှတ်နောက်ကကပိယတရားနဲ့ရရှိပါတယ် ဒါတော့ပိရိကတဘုံအောင်လို့ရှိရင်ရတဲ့အလံတော်ဖြစ်ပါဒီပိရိကဝေရတဲ့တန်ဃာတော်ဒီကားနဲ့ကြွတဲ့အခါမှာကားထိပ်မှာခြည်တဲ့အလံဖြစ်ပါအယိုးဝါအယိုးနီးအာကုံဆိုလို့ရှိရင်တော့အယိုးနီးလို့သုံးပါတယ်ရေးပြမှာတော့အယိုးဝါလို့သုံးပါတယ်နှစ်ပုံဆိုလို့ရှိရင်ဌိနက်လက်ဖြစ်ပါဌိနက်လက်ကြည့်တာ ਨੇ ဒါပိရိကနှစ်ပုံအောင်တယ်လို့ဒါ သိရမှာဖြစ်ပါခီသုံးလက်ဆိုလို့ရှိရင်တော့ပြီးတကသုံးပုံလုံးပြီးပြီးသားဖြစ်ပါဘုံမတော်မင်းကဆရာတော်ဘုရားကြီးကတော့ဒီသတ်တော်ရှင်သာရှိတုန်းကခိစ္စတွေခီးနဲ့ကြွတဲ့အခါမှာကာထိတ်မှာအလံရှိပါတယ်နော်ပြီးတကသုံးပုံအလံတခါကရန်ကုန်မှာမိပွိုင်းမိပြီးတော့ရက်နေတဲ့အချိန်မှာဆရာတော်လည်းအစည်းဝေးသွားမှအချိန်ရလဲနှီးနေတော့အဲ့ဒါကားဆရာကိုပြောတယ် ဟေးကမောင်းကမောင်းကမရက်နဲ့ပေါ့ဟာဆရာတော်မီးပွိုင်းကနီးနေတာဖေကဟာဒီအလံကနီးနေတဲ့မီးပွိုင်းစိမ့်နေကွာမင်းမောင်းလို့ရဆရာတော်ကြီးကမောင်းခိုင်းတာနော်အဲအဲ့ဒါလို့အလေးကရုပြုဒီတိပိတကတရတွေရဲ့သင်္ကေတအဖြစ်အကုန်လုံးအလေးကရုပြုလို့ရအောင်ဒီအလံတော်ကိုပြီးထတာလို့ဆရာတော်ကြီးကမိမ့်ပါနော်မိမ့်ပါအဲဖုံဖုံရဲ့ဖြစ်စဉ် ဥပမာလေးပြောမယ်ဆိုရင်တော့တိပိတကဖြစ်ပြီးတဲ့အခါမှာဟိုတောင်ကြီးကိုတရားပွဲကြွားပါနော်ဟဲဦးလေးစိတ်မှဆင်းမှအဲ့ဒါအလံလေးယူသွားတယ်အလံလေးယူသွားပြီးတော့ကားထိတ်မှချိတ်အဲ့ဒီဂိမ်းလေးစိတ်ထွက်ကဂိမ်းပေါက်ရောက်တော့ရဲကတားပါတိပိတကလံလဲသူတို့မမြင်ဘူးဒါဘာလံလုံးလို့မေးပါနော်အာဒါတိပိတကလံလဲမကြဘူးဘူးတဲ့နော်ဒါအဖွဲစည်းလံပဲဖြစ်ရမှာ ဟုတ်တယ်လို့တိပိတကဖွဲ့စည်းရဆရာတော်ဘယ်ဖွဲ့စည်းရလဲမေးဟာတိပိတကဖွဲ့စည်းရဘာယာတုအဆင့်ရှိတယ်ဟိုကျုပ်ယာတုရှိပါတယ်ဟိုကျုပ်ကန္တမဆိုမင်းမကြဘူးဘူးလားလို့ပြောပြီးမောင်းသွားတယ်ဟမ်ဟိုဒီခင်မှာအလန်တက်နေပြီမဲ့လို့တိပိတကအလန်ဆိုတာပြီးတဲ့ပုံကိုယ်တွေအတော်နဲနေပါ ဒါကြောင့်မတို့ဒီနေရာကနေပြီးတော့ဒီထီးသုံးလက်ပါတယ်ဆိုလို့ရှိရင်ဒါပိဋကသုံးပုံပြီးတယ်ဆိုတဲ့သင်္ကေတဖြစ်ပါနော်ထီးတက်လက်ဆိုရင်တပုံထီးနှက်လက်ဆိုနှစ်ပုံထီးသုံးလက်ဆိုသုံးပုံဖြစ်ပါနော်ဒါတော့ဒီပိဋကတစိမ့်ဖြစ်ပါဒါတော့မိယတာလက်မှတ်နော်အထက်တန်းခီးသွားလာကွင်းလက်မှတ်သိမ့်မင်းနေတယ် တပုံဆိုလို့ရှိရင်နှစ်ပုံဆိုလို့ရှိရင်တော့နောက်ကကပ္ပိယတယောက်လိုက်လို့ရသုံးပုံပြီးသွားပြီဆိုရင်တော့ကပ္ပိယတင်ရောက်ရလေးရင်မှာရောက်တချို့ကမေးကြပါဆရာတော်ဘာရည်ရွယ်ချက်နဲ့တိပိတကဝင်တာလဲလို့သမုတ်ဖြေတာလဲလို့မေးပါနော်ဘုံဘုံကတော့ခྱི་သွားတာလဲဝါသနာပါတော့ငါမြန်မာဒီတပတ်ပတ်ခြင်းလို့အဲ့ဒါ ဒီပြိပတ်ဒီရအောင်ရကြလို့ငါစာချက်တယ်ဒီပိတကစာမျိုးပဲဝင်တယ်လို့ပြောပါတယ်ကဘာတော့ပတ်လို့မရဘူးမြန်မာထဲမှာတော့လေချောင်းရပါတယ်ရထားရပါတယ်သင်္ဘောရပါနော်ဒီပိတကတွေထဲမှာတော့ဒီလက်မှတ်ရတာဘုံဘုံတန်ဆုံးပဲထင်တယ်ဒါတော့စင်စရွက်ဖြစ်ပါနော်ဓမ္မဗန္ဓာဂာတိကဘွဲ့ရဲ့အဆောင်ရောင်ဖြစ်ပါ စင်စရစင်းနဲ့ပြုလုပ်ထားပါတယ်73ချက်ရှိပါ73ချက်ပိုးနဲ့ဆက်သွယ်ပြီးတော့လှုပ်ထားတာဖြစ်ပါအယိုးမှာနိုင်ငံတော်တစိမ့်နဲ့ဒီဝိဒကတရဓမ္မဗန္ဒာဂါရီကဘွေရတဲ့ဆရာတော်ရဲ့ဘွေတစိမ့်ကိုလည်းပဲထွန်းထုတ်ထားပါဒါဒီဝိဒကတရဓမ္မဗန္ဒာဂါရီကဘွေရဲ့အဆောင်ရောင်ပဲဖြစ်ပါအဆောင်ရောင်ပဲဖြစ်ပါအဲ့တော့ဒီဝိဒကဇာမေးဘွေဟာ မြန်မာပြည်မှာခေတ်ဒီဘလောက်ပဲစိုးနေပါစေတကြိမ်တစ်ခါမှတစ်နှစ်မှမပြတ်ဘဲနဲ့နှစ်စဉ်ကျင်းပခဲ့တဲ့တကူဒီသော စာမေးပွဲလည်းဖြစ်ပါနနိုင်ငံရေးအခြေအနေတွေဘလောက်ပဲပြောင်းလဲနေပါစေဒီပိကစာမေးပွဲဟာမပြတ်မရွဲ့နဲ့နှစ်စဉ်ကျင်းပခဲ့ပါတယ်နှစ်စဉ်ဒီဇင်ဘာလနောက်ဆုံးဘက်ကနေပြီးတော့ဇန်နဝါရီလကုန်အထိစာမေးပွဲရက်ကာလဟာ နာကျင်ရောစာစစ်ချိန်တွေရောပေါင်းလိုက်မယ်ဆိုရင်စာမေးဝဲကာလဟာ33ရက်ကြာပါတယ်နော်အကြဆုံးစာမေးဝဲကြီးလို့လည်းပဲပြောလို့ရပါဘူး